မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မော်တယ်မာလိုက်ထရက်ကားကလမ်းဘေးရက်နေတဲ့သူတွေကိုဝင်တိုက်လို့နှစ်ယောက်သေဆုံးတဲ့အကြောင်းဖော်ပြပေးကြပါမယ်ရန်ကုန်တိုင်းလမ်းမတော်မြို့နယ်မော်တင်ယာယီစေးရက်ွက်ကြောက်လန်းပေါ်မှာလိုက်ထရက်ကားစီးကလမ်းဘေးရက်နေတဲ့သူတွေကိုဝင်တိုက်လို့နှစ်ယောက်သေဆုံးပြီးတော့နှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်လို့သိရပါဗျဖြစ်စဉ်ကတော့နိုဘာ20ရက်နေ့လယ်2:35မိနစ်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ရှင်တိုင်းမှုဖြစ်ပြီးတဲ့နောက်ကာသမားကထွက်ပြေးတိမ်းရှောင်သွားတယ်လို့ကနုတ်သိရပါဗျ။ဆေးရုံမှာတယောက်ထပ်ဆုံးလို့ဓာတ်ပေါ်တွေတေဆုံနှစ်ယောက်ဖြစ်သွားတာပေါ့။ထိခိုက်တန်ရာရတဲ့သူကနှစ်ယောက်ကျန်တယ်။သူတို့ကတော့စိုးရင်စရာမရှိဘူးလို့သိရတယ်။ဖြစ်တာကကားကအရှိန်လွန်ပြီးတော့လမ်းသွားလမ်းလာတွေကိုဝင်တိုင်းမိတာတေရာရောတန်ရာရတာရောကလမ်းပြီးသွားလာသူတွေပါလို့ရောင်တိုင်းဒေသကြီးမိသက်ဦးစီးမှုရှင်ကိုကေမိသက်တပ်ဖွဲ့ကဆိုပါတယ်။ ရင်တိုင်းမှုမှာတော့သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေကအမျိုးသားတွေဖြစ်ကြပြီးတော့လက်ရှိမှာရန်ကုန်စစ်ရုံးကြီးကိုပို့ဆောင်ထားတဲ့ကြောင်းထွက်ပြေးသွားတဲ့ရင်မောင်းကိုတော့ဖမ်းဆီးရမိရေသက်ဆိုင်ရာရဲတပ်ဖွဲ့ကဆောင်ရွက်နေတယ်လို့လည်းသိရပါဗျ။နောဘာ၁၀ရက်နေ့ကလည်းရန်ကုန်သုံးနာမြို့ဦးစည်ရီအနေနဲ့ကမာကြီးတရားကြားမှာ ကျောင်းကျော်ဘူကာကစိုက်တွဲကိုဝင်တိုင်းမိပြီးတော့အမျိုးသမီးတယောက်သေဆုံးပြီးတော့၃ယောက်ထိခိုက်ဒဏ်ရာရသေးတယ်လို့သိရပါဗျ။နောဘာ9ရက်ကလည်းတာကီတာမြို့နယ်ရှုကင်းသာလမ်းမကြီး၁၀တောင်း14ရက်ကွယ်73ကက်ဆိုင်ရှိမှာအမျိုးသမီးတယောက်ကားတိုက်ခံရပြီးသေဆုံးခဲ့ပါဗျ။ကားသမားကတော့ထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်းသိရပါဗျ။အော်တိုဘာ29ရက်မနေ့အစောပိုင်းကလည်းရန်ကုန်တိုင်းအင်းစိန်မြို့နယ်ကားခရက်ကွယ်ဘင်းနောင်လမ်းမပေါ် ရှေဝါနှစ်လန်ထိန်မှာရှင်တိုင်းမှုဖြစ်ပွားပြီးတော့ကာသမားကလူနာကိုရှင်မိသားဆက်မှုဆောင်ဘက်ကိုတွားရောက်ဆုံးပြေခဲ့မှုဖြစ်ပွားခဲ့တယ်လို့အင်းစင်အယံမိသက်တပ်ဖွဲ့ကလည်းသိရပါဗါဒ်အော်တဘာ25ရက်ကလည်းမီးနီဖြတ်မောင်းလာတဲ့ခီးတဲ့တင်အောက်ဆိုင်ကားတစီအရှင်မထိန်နိုင်ပဲတိမ်မောင်းလို့တယောက်သေဆုံးပြီးတော့လူ6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါဒ်အော်တဘာ21ရက်ကလည်းပဲဗဟန်းမြို့နယ်ရွှေငုံတိုင်းနဲ့တောင်ကလာပါမြို့နယ်အင်းစင်မြို့နယ်တွေမှာရှင်တိုင်းမှုဖြစ်ပွားပြီးတော့တယောက်သေဆုံးက16ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အောက်တိုဘာ16ရက်နေ့မနက်ပိုင်းကလည်းကြောက်တရာမျိုးနဲ့အနှောရထားလမ်းမမှာရင်သုံးစင်းစစ်တိုက်မှုရင်သုံးစင်းစစ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့အဲ့ဒီနေမှာလည်းရန်ကုန်ပြည်လမ်းမပေါ်မှာရင်ငါးစီစစ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့လဲ ARA တိုင်းမှာနှောပါ20ကနေနှောပါလ26တွင်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေကိုဖော်ပြပေးကြပါရစေ။ပင်လယ်ပြင်ကထိုးကြတဲ့မိုးလေဝသအခြေအနေကတော့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းနဲ့အနောက်တောင်ပိုင်းမှာနှောပါ22ကနေ24ရက်အတွင်းမှာတော့လစ်ပီအာနေရှင်တို့ကဖြစ်ပေါ်ရာကနေပုံမှန်အားကောင်းလာပြီးတော့အနည်းဆုံးမုန်တိုင်းငယ်ဒက်ဒီပရက်ရှင်ဖြစ်လာနိုင်ပါရစေ။ ECNW ရဲ့ chart အရတော့ cyclone မုန်တိုင်းဖြစ်နိုင်ခြေက90ရာခိုင်နှုန်းရှိနေကြောင်းလည်းသိရပါဗျ။ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာတော့ GFS model ခန့်မှန်းချက်အရ Nova 25ရဲ့မှာဖြစ်လာနိုင်တဲ့ မုံတိုင်းကြောင့်ပဲ ERA တိုင်းတောင်ပိုင်းဒေသတချို့မှာမုံနှဲငယ်ရွာသွန်းပြီးတော့လေပြင်းဟာတနအီ15မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်ပြီးတော့မြို့ဝကျွန်ပေါ်ကာယိုရက်အနီးပင်လယ်ပြင်ကမ်းခြေမှာတော့လိုင်းမြင့်ဟာ6ပြည်ကနေ9ပြည်ကရှိပါတယ်။ GFM model ကြိုတင်ခံမှန်းချက်အရတနအီတိုင်းတောင်ပိုင်းအစွန်ကော့တောင်ခရိုင်မြို့ပြင်းနဲ့ကြိုက်ချိုခရိုင်တွေမှာတော့မိုးတင်းတင်းကနေမိုးနှဲငယ်များနိုင်ပြီးတော့ကြက်ပြည်နယ်တိုင်းအလုံးမှာတော့မိုးနှဲငယ်ရွာသွန်းနိုင်က ERA တိုင်းအနောက်ဘက်ငွေဆောင်ချောင်းသာကမ်းခြေတွေနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းကံရံဒေသတွေမှာမိုးနှဲငယ်နဲ့လေတိုင်းတော့ဟာ နာရီ30မိုင်နှုန်းကတိုက်ခတ်ပါရယ်။နိုဘာ20ကနေနိုဘာ26ရက်ဒီ9ရက်တာကာလအတွင်းအေရီတိုင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေဟာအိုက်ကွန်မော်ရယ်က9ရက်မိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခံမှန်းချက်အရတော့အေရီတိုင်းတကူလုံးမှာ9ရက်အတွင်းအများဆုံးရွာသွန်းနိုင်တဲ့မိုးရွာချိန်ဟာ3.3လက်မသာရှိပြီးတော့ငပူတော့တာပေါင်းပသိန်း ကျောင်းကုန်းမြို့နယ်တွေမှာမိုးဖောဖွဲရွာသွန်းနိုင်ကအများဆုံးဖြစ်နိုင်ပါတယ်။မြဝကျော်ပေါ်ကင်ရန်နီကကြီးဝါတွေမှာတော့နိုဘာ29ရက်နေ့မှာမိုးနှဲငယ်ပုံနိုင်ပြီးတော့အဲ့ဒီနိုဘာ28ရက်နေ့မှာတော့နေမှုချိန်တွေတိတိတသာကျဆင်းပါမယ်။အရာရီတိုင်းအတွက်အမြင့်ဆုံးနေ့ပူချိန်ကတော့37ဒီဂရီနဲ့အနည်းဆုံးညပူချိန်ကတော့27ဒီဂရီမှရှိနိုင်ပြီးတော့ ပင်လေကောက်ရဲအနိကခရိုင်မြို့နယ်ကြီးဝရဲမှာတော့အမြင့်ဆုံးအပူချိန်ကတော့37ဒီဂရီနဲ့အနှိမ့်ဆုံးအပူချိန်ကတော့23ဒီဂရီရှိပါတယ်။ကံရန်နိကမြို့နယ်ကြီးဝရဲမှာတော့အရှိတောင်ဘက်အရက်ကအမြင့်ဆုံးလစ်တိုင်းတော့ဟာတနအိ22မိုင်နှုန်းကဖြစ်ပါတယ်။ ။အရာရိုင်တိုင်းအတွင်းနေ့လယ်ပိုင်းအချိန်တွေရဲ့လေထုဆိုထိုင်းစာ60ရာခိုင်နှုန်းရှိနိုင်ပြီးတော့မနက်ညအချိန်တွေမှာတော့လေထုဆိုထိုင်းစာ80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိရှိပါတယ်။လေထုဆိုထိုင်းစာညနေချိန်မှာခန်းစားရတဲ့အပူချိန်ဟာ34ဒီဂရီထိရှိပါတယ်။အရာရိုင်တိုင်းအနောက်ဘက်တောင်ကြီးဒေသတွေမှာတော့လေထုညဉ့်ညက်မှုအချိန်တွေ AQI value ကတော့အများဆုံး125ထိရှိနိုင်တာကြောင့်လေထုညဉ့်ညက်မှုအသင့်တင်ရှိနေပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခန်းမကောင်းတဲ့သူတွေအတွက်အန္တရာယ်ရှိနေပါတယ်။ အရာရီတိုင်းအနောက်ဘက်နဲ့တောင်ဘက်အနီးပင်လယ်ပြင်တွေမှာတော့နိုဘာလ18ရက်နေ့မှာလေတိုင်းတော့အမြင့်ဆုံးဟာတနအီမိုင်20ကန့်နဲ့လှိုင်းမြင့်ဟာ4ဘီကန့်ရှိနိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့20ရက်17လ2025ကနေ3ရက်17လ2025ရက်ထိ15ရက်စာမလို့တာအချိန်ကြီးခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။လေချောင်းမလို့တာဦးဝေဖြူဟန်ကတော့20ရက်17လ2025ရက်နေ့မိုးလယ်7:15မိနစ်အချိန်မှာကုလို့ထုတ်ပြန်လာပါတယ်။ အမေးများလာတဲ့တောင်သူတွေအတွက်ကတော့မြန်မာစံတော်ချိန်မနက်6နာရီခွဲအချိန်မိထီလာလေကြောင်းမလို့သားရုံရဲ့တိုင်းထွားချက်တွေရအခုနော်ဘာလာကုန်ထိမိုးလွန်ကာလာပြည်လို့ကချင်ပြည်နယ်အထက်ပိုင်းမှာနှစ်ပတ်အတွင်းမွေးချိန်တလမကန့်ကချင်ပြည်နယ်အောက်ပိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာတော့လက်မဝက်အောင်10မီလီမီတာကန့်ရှမ်းပြည်နယ်မြောက်ပိုင်းအေရိုင်တိုင်းဒေသကြီးအထက်ပိုင်းတရနိုင်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတွေမှာတော့မိုးများများရွာဖို့မရှိပေမဲ့တိမ်ထူတက်ပြီးတော့နေရာကွက်ကြားမိုးပွဲလေးတွေလောက်တော့မိုးရွာဖို့ကြံနေပါသေးတယ် မြန်မာနိုင်ငံအလယ်ပိုင်းအပဝင်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်မှာတော့မိုးကုန်ပြီလို့ဆိုပါရယ်။လာမယ့်24ရက်နေ့မနက်အစောပိုင်းကစလို့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့နေပြီးတော့အထက်ကတော့စောင်းလေအေးတွေရောက်ရှိလာကမနက်ခင်းကမိုင်းမှာအအေးပူပါမယ်။အနည်းဆုံးအပူချိန်ကတော့အခုလက်ရှိထက်3ကနေ5ဒီဂရီရုပ်ကြီးပြောင်းလဲမှာမလို့ရာသီဥတုကူးပြောင်းအမြန်လာနိုင်လို့ရာသီဥတုကူးပြောင်းမြန်လာတာမလို့လူကြီးလူငယ် တက်ကြီးရုံတွေကလေးတငယ်တွေနဲ့အလုတ်ကြံလိုရတဲ့သူတွေအေးမိပြီးနှာစေတာလက်ချောင်းရှားပြီးတော့ချောင်းဆိုးတာနဲ့ဖျားတာတွေဖြစ်လာနိုင်လို့လာမယ့်24ရက်မနက်ခင်းပိုင်းကစပြီးတော့နွေနွေထွဲ့နေကြဖို့အကြံပြုလာခဲ့ပါတယ်။ပဲခူးတိုင်းရန်ကုန်တိုင်းအရာရီတိုင်းရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်ကတော့လားကုန်ကနေမှဆောင်းရသည့်ကာလရောက်မှလည်းဖြစ်ပါတယ်။နှစ်ဘက်အတွင်အရှိလေစီအားကောင်းတာလောက်သာဖြစ်နိုင်ပြီးတော့မြန်မာနိုင်ငံကိုအကျိုးသက်ရောက်မှုရှိတဲ့မုန်တိုင်းမျိုးဖြစ်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။အကျိုးအပြည့်တော့စိုက်ပျိုးရေးအတွက်နှစ်ဘက်စာ ရဝေးကြိုတင်ခံမှန်းချက်အနေနဲ့မြန်မာနိုင်ငံအထက်ပိုင်းလောက်သာမိုးနှင်းငယ်ရွာသွန်းပြီးတော့မြန်မာနိုင်ငံအလယ်ပိုင်းနဲ့မြဝကျောပေါ်ဒေသတွေမှာမိုးကုန်ပြီးတော့24ရက်နေ့မှာစောင်းလီအရာမြန်မာနိုင်ငံအထက်ပိုင်းကစပြီးတော့အလဲပိုင်းဒေသတွေအထိလွှမ်းခြုံလာတော့မှဖြစ်တယ်လို့လည်းသိရပါဗျ ဆက်လက်ပြီးတော့ဂျပန်အိုအီတာမြို့ကမီလာမှုအင်ဂျီ180ကျော်လောင်ကျွမ်းတဲ့ကြောင်းဖော်ပြပေးပါမယ်။ဂျပန်နိုင်ငံအနောက်တောင်ပိုင်းအိုအီတာစင်စုမှာတော့မီးကြီးကျယ်လောင်ကျွမ်းပြီးတော့မီးလောင်ပြီး7နှစ်ကြာတဲ့အချိန်တွင်မီးငြိမ်သက်ဖို့ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။အင်ဂျီ180ကျော်နဲ့တခြားအဆောက်အဉ်မီးလောင်ပျက်စီးပြီးတော့အသက်80ကျော်အမျိုးသားတစ်ယောက်ပျောက်ဆုံးနေတယ်လို့စင်စုအနာဘဏ်ကဆိုပါတယ်။အိုအီတာမြို့ စာကနိုစီကီမှာမိရမူဟာအင်္ဂါနေ့ညနေ9:45မိနစ်မှာစတင်ခဲ့တာပါ။မိဟာကြကြင်ပြန့်ပြန့်ပြန့်နှံ့သွားပြီးတော့လူနေရက်ွက်တစ်ခုကိုလောင်ကျွမ်းခဲ့ပြီးတော့ပတ်ဝန်းကျင်မှာရှိတဲ့တစ်တောတွေကိုပါလောင်ကျွမ်းနေပါတယ်။အင်္ဂါနေ့ည7:00နာရီကျော်တဲ့အထိအင်နာစု135စုကတော့လူ185ယောက်ဟာအနီးနားမှာရှိတဲ့ရဲရွာခန်းမတစ်ခုမှာခိုးလုံနေပါတယ်။မိလမှုဖြစ်ပွားခဲ့တဲ့လူနေရက်ွက်ဟာမြို့လယ်ကောင်ရဲ့အရှေ့ဘက်25ကီလိုမီတာကအကွာမှာရှိတဲ့ စကနိုစီကီ၅ဖန်းစက္ကန့်နဲ့နေပြီးတော့တောင်တန်းတွေကဝင်ရထားပါတယ်။မီတော့တေရှန်တက်ပြီးကောင်းကင်ကအနီအောင်ပြောင်းသွားတယ်။လီကလည်းအရန်တိုက်နေပြီးတော့ဒီလောက်ကူးဆက်သွားမယ်လို့လည်းမထင်ထားဘူးလို့မြို့ကန်မြို့သားကဆိုပါတယ်။မီဟာတောင်ပေါ်တွေကိုပါကူးဆက်နေတယ်လို့နောက်ထပ်ဒေသခံကဆိုပါတယ်။အိုအီတာမြို့မှာရှိတဲ့အင်ဂျီ300လောက်ကလည်းလျှက်စစ်တအားပြတ်တောင်နေပါတယ်။အိုအီတာစီရင်စုအုပ်ချုပ်ရေးမှူးကတော့အလားအလာရှိတဲ့ပန်ဘိုးကူညီမှုတွေအတွက်ဂျပန်စစ်တပ်နဲ့ဆွေးနွေးနေတယ်လို့ပြောပါတယ်ရှင်။